မင်္ဂလာပါရှင် မေလာ6ရက်အင်္ဂါနေ့ရွှေရံကုန်ရဲ့ရန်ကုန်တခွင်သတင်းစုံလင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစားတင်ဆက်မဲ့သတင်းကတော့ Mobile Library Bus ဖြင့်ကျေးရွာများအရောက်စာအုပ်စာဆောင်များတွားရောက်ငှားရမ်းပေးတဲ့သတင်း။တန်လင်းခရိုင်တန်လင်းမြို့နယ်တွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ပြည်သူများစာပေနှင့်စင်ဆက်မပြည့်စည်ရေးအတွက် Mobile Library Base ဖြင့်မေလ9ရက်နေ့နောက်ပိုင်းကငါးလုံငန်းဦးစီးဌာနမြမအာမခံလုပ်ငန်းများသို့သူတရတစာအုပ်စာစာမျိုးစုံယူဆောင်ပြီးတွားရောက်ငါးရန်ပြီးကြောင်းသိရပါတယ်။အလားတူပဲကုံမှုမြို့နယ်ပြန်ဆိုင်ရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများကမေလ9ရက်နေ့နောက်ပိုင်းတွင်ကုံမှုမြို့နယ် လက်ခိုက်ကြေးရွာနှင့်တောင်ပိုင်းရက်ွက်သမဝါယမဦးစီးဌာနရုံးများရှိတွင်ရွေရှားစာကြည့်တဲ့ယင်ဖြင့်စာအုပ်များငှားရမ်းပြီးကြောင်းသိရပါသည်။အဲဒီလိုဆောင်ရွက်ကြရာတွင်ဝိတုမဂ္ဂဇင်းရုပ်ပြနှင့်အသိပညာဘူတုဒ္ဒများစွာရရှိမည်သုဒ္ဒယတစာအုပ်စာဆောင်များစုံလင်စွာငှားရမ်းပြီးကြပြီးငှားရမ်းပြီးတဲ့စာအုပ်များကိုရှစ်သက်တစ်ပတ်တစ်ပတ်လျင်တစ်ချိန်လေးလေးစနစ်ဖြင့်ငှားရမ်းပြီးကြောင်းသိရပါသည်ရှင်။ဒီသတင်းကိုတော့ဖြိုးတီဟာနှင့်ကျော်သူရတို့ကပေးပို့လာတာပါ။ ။ဆက်လက်တင်ဆက်မယ့်သတင်းကတော့တွန်တေမြူနယ်တွင် အခြေခံမြမတိုင်းတင်နန်းဖွင့်လှစ်တဲ့သတင်း။ရန်ကုန်တိုင်းဒေသကြီးဒွန်တေးမြို့နယ်အကစားနှင့်ကာယပညာဦးစီးဌာနနှင့်မြို့နယ်မြို့သမီးရှေးရအဖွဲ့တို့ပူးပေါင်းဖွဲ့လှစ်သောအခြေခံမြမတိုင်းတင်နန်းကိုမေလ9ရက်နေ့နေ့၌ကအကစားနှင့်ကာယပညာဦးစီးဌာနအကစားယုံခါခွေတွင် ပြုလုပ်ကြောင်းသိရပါသည် ဩဇာတွန်တေးခရိုင်အမျိုးသမီးရေရအဖွဲ့ဥက္ကဋ္ဌဒေါ်စာစာရမင်းဦးကအဖွဲ့မှစကားပြောကြကမြို့နယ်အမျိုးသမီးရေရအဖွဲ့ဥက္ကဋ္ဌဒေါ်တန်တန်ရှိကသင်တန်းဖွင့်လျက်ချင်းဤဝဲချအပြောကြပါရယ်ဆလဘီရန်ကုန်တိုင်းဒေသကြီးမြမတိုင်းစက်ကော်မတီတွဲဘက်အတွင်ရေမှုတိုင်းဆရာကြီးဦးရန်နိုင်ကမိတ်ဆက်စကားပြောကြပါရယ်တင်နန်းကိုမေလ9ရက်မှ9ရက်နေ့အထိတင် जा ဖို့ချသွားမှာဖြစ်တယ်လို့သိရပါရယ်ရှင်ဒီသတင်းကိုတော့တွန်ဒေသကပေးပို့ထားပဲဖြစ်ပါရယ် နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ဘုဒ္ဓထောင်မြို့နယ်တွင်အင်္ဂလိပ်သဒ္ဒါသင်တန်းဖွင့်လှစ်တဲ့သတင်းရန်ကုန်တိုင်းဒေသကြီးဗုဒ္ဓထောင်မြို့နယ်ပြည်ချိုင်းနေပြည်သူဆက်ဆံရေးဦးစီးဌာန Community Center ခန်းမတွင်မေလ9ရက်နေ့နေ့စနေကနေရသည့်အင်္ဂလိပ်သရာသင်တန်းဖွင့်ပွဲပြုလုပ်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးတင်လာမောင်ကအဖွင့်အမစကားပြောကြားပြီး ဗုဒ္ဓထောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါခင်ဝင်းကြီးကသင်တန်းဖွင့်လျက်ခြင်းအရွယ်ချက်ကိုပြောကြားကာအင်္ဂလိပ်သရာသင်တန်းနည်းပြဆရာမရွှေရင်နုပညာရေးအငြိမ်းစာကသင်တန်းဆိုင်ရာများရှင်းလင်းပြောကြားပါရယ်သင်တန်းကာလမှာမေလ9ရက်မှ17ရက်နေ့ထိရှစ်သက်တစ်ပတ်တစ်ပတ်ဖြစ်ကြောင်းသိရှိရပါရယ်ရှင်ဒီသတင်းကိုတော့ခင်ဝင်းကပြပူလာတာပါ ထပ်မံတင်ဆက်မဲ့တဲ့ငါတော့လာတာမျိုးနဲ့နဲ့လဲခုမျိုးနဲ့များတွင်ယာယီနေရဲ့ဆွန်ခွာပြည်သူများအားဒုတိယအကြိမ်ထောက်ပံ့နေတဲ့ ရန်ကုန်တိုင်းဒေသကြီးလာသာမြို့နယ်အတွင်းသို့ရောက်ရှိလာတဲ့ယာယီနေရဲဆုံခွာပြည်သူများအားအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ2025ခုနှစ်ဖေဖော်ဝါရီလနဲ့မတ်လအတွက်ဒုတိယအကြိမ်နှစ်လစာထောက်ပံ့ငွေများထောက်ပံ့ပေးရခြင်းကိုမေလ၄ရက်နနက်၁၀နာရီကလာသာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင်ပြုလုပ်ကာ တအုပ်လျင်၄000ကျွန်းလုံးဖြင့်လူဦးရေ282ဦးအတွက်ထောက်ပံ့ငွေစုစုပေါင်း132,800ကျပ်ပေးရကြောင်းသိရပါသည်။ အလာတူလဲကူးမျိုးနဲ့အတွင်းသို့ယာယီနေရဲ့ဆွန်ခွာရောက်ရှိလာသူပြည်သူများအားအမျိုးသားတဘာဝ BNI ရဲ့စီမံခန့်ခွဲမှုရှံပုံငွေဖြင့်ဒုတိယအကြိမ်တအုပ်လျင်တလငွေကျပ်2000နှုန်းဖေဖော်ဝါရီနဲ့မတ်လအတွက်ပေးရခြင်းကိုမေလ9ရက်နေ့နန်းစင်နာရီကလဲကူးမျိုးနဲ့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစီအဝေးခံမှရင်းဆောင်ရွက်ကြောင်းသိရပါရရှင်ဒီသတင်းကိုတော့နန်းသိန်းနှုအောင်နဲ့အေးအေးနွယ်တို့ကပေးပို့ထားပေးဖြစ်ပါတယ် နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ဘုဒ္ဓထောင်မြို့နယ်တွင်စာသင်ကျောင်းများဥပဒေရုပ်ကောင်းမွန်ရန်တန့်ရှင်ရေးဆောင်ရွက်တဲ့သတင်း ဗုဒ္ဓထောင်မြို့နယ်တန်ရှင်းတာယာလှပစေနှင့်စာသင်ကျောင်းများဥပဒေရောကောင်းမွန်စေရေးအတွက်မြို့နယ်စီမံတာယာအုပ်ချုပ်ရေးမှူးရောဝန်ထမ်းများကမေလ၄ရက်နနက်9:00နာရီတွင်အမတ်စေရက်ကွဲအနော်ရထားလန်း55လန်းနှင့်56လန်းကြားရှိအမတ်ငါအခြေခံပညာအထက်တန်းကျောင်းနှင့်58လန်းဗိုလ်ချုပ်အောင်ဆန်းလန်းနှင့်အနော်ရထားလန်းကြားရှိအမတ်တစ်အခြေခံပညာအလေတန်းကျောင်းကျောင်းဝင်များတွင်တန်ရှင်းရေးဆောင်ရွက်ကြကြောင်းသိရှိရပါသည်ရှင်ဒီသတင်းကိုတော့ခင်ဝင်းကပြပူလာတာပါ ရွှေရံကုန်ရဲ့ရန်ကုန်တခွေသတင်းစုံလင်ကိုတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်။